ကမ္ဘာကျချင်းနီနဲ့အခမ်းအနားကိုအရာဝတီတိုင်းမြန်အောင်မြို့မှာကျင်းပခဲ့ပါတယ်ဒီသတင်းကိုဥက္ကုကြီးကပေးပို့ထားပါတယ်ရှင်မေလာရှင်းနေမှာကြောက်တဲ့ကမ္ဘာကျချင်းနီနဲ့အခမ်းအနားကိုမြန်အောင်မြို့နယ်ကျချင်းနီအတင်းကဥဆောင်ကျင်းပခဲ့ပြီးမြို့နယ်တက်ဆိုင်အာဏာပိုင်တွေလည်းတက်ရောက်ခဲ့ပါတယ်ဒီခေတ်နှစ်စဉ်နဲ့တည်းကတော့ကျွန်တော်တို့ဂုံမြူပွဲမေလရှိရနေအခမ်းအနားကိုကျွန်တော်ဒီရုံးဘော်ဒါကခမ်းမာလေးတဲမှာပဲကြီးကြီးကျုပ်ကျုပ်ကလေးလူကျုပ်ကလေးလုပ်ပါတယ်၂၀၀၄ခုနှစ်ကကျွန်တော်တို့ဒီရုံးစရရှိတဲ့အချိန်မှာဒီရခင်းပြည်ပေါ့ ရှုံ့ပွက်တွေအများကြီးပေါ့ဒီလိုဒီမှန်တလေးပေါ့ဒီလိုရှုံ့ပွက်တွေထဲမှာကျွန်တော်ပထမအဦးဆုံးရှင်းပြခန်းသားနဲ့ဒီမှာအဦးဆုံးတည်ရဲမှုဥပဒေစင်လက်ချက်တန်ရင်မှုလက်ချက်မှာကျွန်တော်စပြီးပြောပါတယ်ဒီတည့်ဆိုရင်နှစ်ကြိမ်ပေါ့ခါကနာနာလောက်ပေါ့ဒီခန်းသားကိုမြအောင်မျိုးနယ်ပြည်သူ့ရင်မြန်မာမေလ၈ရက်နေ့ညနေ၆တိုင်းမှာစတင်ခဲ့တာဖြစ်ပြီးမြို့နယ်တက်ဆိုင်ရာဌာနဆိုင်ရာကတာဝန်ရှိသူအချို့အရာဖွဲ့အဖွဲ့အစည်းတွေကတာဝန်ရှိသူတွေနဲ့ချက်ချင်းဒီအဖွဲ့ဝင်တွေတက်ရောက်ခဲ့ကြပါတယ် မြောင်မြို့နဲ့ကြက်ချင်းကြီးအသေးအနေနဲ့တက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေအနေနဲ့မထောက်ပတ်ရင်အခက်အခဲရှိတယ်လို့ထောက်ပြပါဗျာကဲကဲကတော့ကျွန်တော်တို့ကြက်ချင်းကြီးကကိုးချရောက်ပေါ့ကိုးမတက်ရရတာပေါ့လေကိုးရမလို့နဲ့ကိုးလို့ပါတယ်အဲတက်ဆိုင်ရာမြို့နဲ့ကလူကြီးအားပေးရင်အားပေးတယ်ပေါ့ဗျာအားမပေးရင်တော့အားမပေးတယ်ပေါ့အားပေးရင်တော့ရောက်သွားမယ်အားမပေးရင်တော့အိမ်မှာမျိုးကျွန်တော်တို့ကဒီလိုပဲမသိကြအောင်ဆောင်းနေရတယ်ပေါ့မြောင်မြို့နယ်ထဲမှာကြက်ချင်းကြီးအသင်းအနေနဲ့အင်အား60ကျော်ရှိပါတယ်ကဘာကြက်ချင်းကြီးအခမ်းအနားကိုကျင်းပခဲ့တဲ့ဟာအခုအချိန်ကတော့ ဒုတိယအကြိမ်ဖြစ်ပါတယ်ကျွန်တော်ကုကုကြည်ပါခင်ဗျာ